ိဖိုင်နေမှုလေးကိုဒီစပော့လိုင်းနဲ့ပေါ့နော်24ချိန်မှာနှစ်ထိပ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 ်ဆိုတဲ့မှုနဲ့ဟုတ်17ချိန်အတွက်ဖိုင်နေမှုပေါ့နော်အဲ့ဒီနှစ်ထိပ်ကြတဲ့နှစ်ထဲမှာ၃ချိန်၅ချိန်9ချိန်ရဲ့ကဏ္ဍနေရပေါ့နော် ပြိလေးပြိ6ပြိ3နေ3ဒီနှစ်ထိပ်ကြတဲ့နှစ်ထဲမှာမနော်ပြိ6ပြိ9ပြိ6ပြိ3ခုရပေါင်းလာ3ဒီနှစ်ထိပ်ကြတဲ့နှစ်ထဲမှာပြိ6ပြိ9ပြိ6ဒီ3ဟုတ်ဒီနှစ်ထိပ်ကြတဲ့နှစ်ထဲမှာပြိ9ပြိ6ပြိ2ဒီ3ဆိုပြီးတော့ဒါပြိ3ခုရပေါင်းလာ3 ပရိတ်၄ခုပရိတ်၃ခုရဲ့ပေါင်လက်၃ပရိတ်၃ခုရဲ့ပေါင်လက်၃ပရိတ်၃ခုရဲ့ပေါင်လက်၃ဆိုတဲ့မတ်တပ်နဲ့နှစ်ထိပ်ကြတဲ့နှစ်ထဲမှာသူကစီကံတကြနဲ့လုပ်ငန်းလုပ်ခဲ့ပါတယ်နော်အဲ့ဒီပရိတ်၃ခုပေါင်း၃နေရမှာသူကဒီရှေ့ပေါင်းရှင်းနဲ့ရှေ့ပေါင်းခွန်ဒီ၅ရှေ့ပေါင်း၆နဲ့ ရှေ့ပေါင်း၈ဒီ၄၅လေးရှေ့ပေါင်း၄နဲ့ရှေ့ပေါင်း၉ဒီ၃၅၄၃ရှေ့ပေါင်း၈နဲ့ရှေ့ပေါင်း၄ဒီ၂၅၄၃နဲ့ဆိုပြီးတော့သူခွဲခဲ့တယ်နော်အဲ့ဒီ၅၄၃နဲ့ကိုခွဲတဲ့ချိန်မှာအဲ့ဒီ၅၄၃နဲ့ကိုလေသူကဒီနှစ်ထိပ်ကြတယ်နှစ်ရဲ့ 15ချိန်16ချိန်19ချိန်ရဲ့ break တွေကပရိသတ်မှုရဲ့ပေါင်လာ၅လေး၃နှစ်နဲ့သူ ပြန်ပြီးတော့စီကံတကြလုပ်ခဲ့ပါတယ်နော်နှစ်ထိပ်ကြတဲ့နှစ်ထဲကပရိတ်၁ပရိတ်၈ပရိတ်၆ပြီး၅နှစ်ထိပ်ကြတဲ့နှစ်ထဲမှာပရိတ်၁ပရိတ်၃ပရိတ်၉ပြီး၄၅လေးနှစ်ထိပ်ကြတဲ့နှစ်ထဲမှာ ရိရှိပရိရှိပရိခွန်တီတော့၅၄၃နှစ်ချိတ်ကြတယ်နှစ်ထဲမှာပရိတ်၁ပရိလေးပရိခွန်တီနှစ်၅၄၃နှစ်အဲ့ဒီ၅၄၃နှစ်တီကိုကျွန်တော်တို့ကဒီစပတ်အတွက်လုပ်ငန်းလုပ်မှာပေါ့နော်ပရိတ်၃ခုရဲ့ပေါင်းလက်၃လို့ကြာပြီးတော့ပရိလေး ရှစ်ပိတ်၆ပိတ်၄ရှစ်၆ဒီရှစ်အဲ့ဒီရှစ်ဒီဒီသူ့ရဲ့ဇောင်းကိုပရိရှစ်လို့တက်ရိုက်တယ်ပေါ့နော်ပရိသုံးခုပေါင်း၃လို့ကြားတဲ့ထဲရမှာပရိရှစ်တက်ပိတ်၃ညာပိတ်ရှစ်တက်၃ညာဒီကိုအဲ့ဒီကိုကိုသူ့ရဲ့ဇောင်းလေးမှာပရိကိုလို့တက်ရိုက်တာပေါ့နော်သူကပထမကကိုပရိရှစ် ဒုတိယကမှာเนาะပြိတ်ကိုတတိယကမှာကျတော့လေဒီပြိတ်3ရေပေါင်းလာ3နေရနေမှာပြိတ်8ရေ3ဘိတ်ရေ9ဘိတ်ရေ8 3 9ဆိုတော့3ညအဲ့ဒီ3ညကိုလေသူ့ရေဆောင်လေးမှာပြိတ်3ညလို့တက်ရိုက်တယ်ပြိတ်8လို့ရိုက်တယ်ပြိတ်9လို့ရိုက်တယ်ပြိတ်3ညလို့ရိုက်တယ်သုဒ္ဓကံကျတော့တေပေါ့နော် ရိတ်သုံးခုပဲပေါင်လိုက်သုံးဖြစ်တဲ့နေရာမှာပရိခွန်ရဲ့6ပိတ်ရဲ့10ပိတ်ရဲ့ခွန်6 8ဆိုတော့တဲ့အဲ့ဒီတဲ့ကိုပရိတ်တဆိုပြီးတော့သူ့ရဲ့ဇောင်းလေးကိုတက်ရိုက်တယ်နော်အံကဘယ်ဒီနှစ်ထိတ်ကြရဲနေသူ့ရဲ့နောင်းနှစ်မှာပေါ့နော်1 2 3 4 5 6ချိန်နေမှာပေါ့အဲပရိရှိ ဘရိတ်ကိုဘရိတ်တုံညဘရိတ်ကစ်လို့ရိုက်ပါဒီအဝါလိုင်းကရှေ့ကိုဘရိတ်ရှေ့လို့ရိုက်တာဒီအဝါလိုင်းကကိုဘရိတ်ကိုလို့ရိုက်တာဒီအဝါလိုင်းကတုံညကိုတုံညလို့ရိုက်တာဒီအဝါလိုင်းကတစ်ကိုတစ်လို့ရိုက်တာရှေ့ကိုတုံညတစ်ကိုရှေ့ကိုတုံညတစ်လို့ဆောင်းတဲ့ရိုက်ပြီးတော့သူ့ရဲ့အောင်မှာ ဗရိရှင်နဲ့ဗရိခွန်ဒီငါအဲ့ဒီငါကိုဗရိရှင်နဲ့ဗရိခွန်ဒီငါဆိုပြီးတော့ဒီမှာနော်ပြန်ရိုက်ပြီဗရိရှင်ပြီးဗရိကိုရိုက်ဗရိကိုရိုက်ပြီးတဲ့အချိန်မှာရှေ့ပေါင်း6နဲ့ရှေ့ပေါင်း8ဒီ4အဲ့ဒီ4ကိုလေဗရိကိုနဲ့ဗရိ9ဒီ4ပါဆိုပြီးတော့ ရိုက်တာပဲเนาะ၅၄ရဒိရှိပရိတ်ကိုပြီးတော့ပရိတ်၃ညရိုက်ပြီပရိတ်၃ညရဲ့အောက်မှာရောပရိတ်၄နဲ့ပရိတ်အင်းရှေးပေါင်း၄နဲ့ရှေးပေါင်း၉ဒီ၃မလို့ပရိတ်၃ညနဲ့ပရိတ်၃ဒီ၃ပါဆိုပြီးတော့ဒါ၅၄၃ကိုပြန်ဖြည့်တာ၅၄၃ပြီးတော့နှစ်ပေါ့เนาะရှေးပေါင်း၈နဲ့ရှေးပေါင်း၄ပြီးနှစ်အဲ့ဒီနှစ်ကိုပရိတ်၁နဲ့ပရိတ်၁ဒီနှစ်ပါဆိုပြီးတော့ သူက၈၉၃၁ကိုလည်းဖြီသွားတယ်၅လီ၃နှစ်ကိုလည်းဖြီသွားတာပေါ့နော်ပရိရှိပရိကူပရိသုညပရိတ္တလို့ရိုက်တယ်အဲ့မှာကျွန်တော်တို့စတည်ခဲ့တဲ့ရှင်ပေါင်းတစ်ခုရဲ့ပေါင်းလိုက်9ရှင်ပေါင်းတစ်ခုရဲ့ပေါင်းလိုက်4ရှင်ပေါင်းတစ်ခုရဲ့ပေါင်းလိုက်3ရှင်ပေါင်းတစ်ခုရဲ့ပေါင်းလိုက်2 ၅လေး၃နှစ်ကိုသူ့ရဲ့ဘေးမှာเนาะသူ့ရဲ့ဘေးမှာရှေးပေါင်းရှင်းနဲ့ရှေးပေါင်းခွန်ပြီးငားလို့ရိုက်တဲ့ဘေးမှာရှေးပေါင်းရှင်းနဲ့ရှေးပေါင်းခွန်ပြီးငားကိုပဋိရှင်းနဲ့ပဋိခွန်ပြီးငားလို့ပြန်ရိုက်တာရှေးပေါင်းချောင်းနဲ့ရှေးပေါင်းရှင်းပြီးလေးကိုသူ့ရဲ့ဘေးမှာပဋိကိုးနဲ့ပဋိငားပြီးလေးလို့ပြန်ရိုက်တာ ရှင်ပေါင်းလေးနဲ့ရှင်ပေါင်းကိုဒီ3လို့ရိုက်ပြီပြိဋ္ဌုံညာနဲ့ပြိဋ္ဌုံဒီ3လို့ရိုက်တာ5လေး3ရှင်ပေါင်းရှင်နဲ့ရှင်ပေါင်းလေးဒီ2လို့ရိုက်တဲ့ပြီမှာပြိဋ္ဌိနဲ့ပြိဋ္ဌိဒီလည်း2လို့ရိုက်တာအဲဆိုပြိဋ္ဌိပြိဋ္ဌုပြိဋ္ဌုံညာပြိဋ္ဌိရှင်ကိုတုံညာတည့်ရအောင်ပါပြိဋ္ဌိနှစ်ခုရဲ့ပေါင်းလာ5ပြိဋ္ဌိနှစ်ခုရဲ့ပေါင်းလာ4 ပရိန်းခုရဲ့ပေါင်းလဲ3ပရိန်းခုရဲ့ပေါင်းလဲ2 5 4 3 2ဆိုပြီးဖြစ်လာတာအခုကကျွန်တော်တို့ရိုက်မှာအဲ့ဒီ5 4 3 2တီကိုရိုက်မှာနော်5 4 3 2အဲ့ဒီ၅၄၃နှစ်ဒီကိုနော်ကျွန်တော်တို့ဒီစက်တဲ့ချိန်အတွက်ဘယ်လိုရိုက်မလဲစက်တဲ့ချိန်အတွက် ်တဲ့ချိန်အတွက်ဆက်တဲ့ချိန်အတွက်ဆက်တဲ့ချိန်အတွက်ကျွန်တော်တို့ရိုက်ခဲ့တဲ့ငါးလေးသုံးနှစ်တည်းကိုဘယ်လိုရိုက်မလဲနော်ပရိရှိနဲ့ပရိခွန်ဒီငါးလိုရိုက်ပြီးတော့ခွာ6ရဲ့ခွာ4ရဲ့ဒီတုံညတုံညရဲ့ခွာ9ရဲ့အဲခွာ6နဲ့ခွာ4ဒီတုံညတုံညနဲ့ခွာ8ရဲ့ဒီ8 8နဲ့ခွာခွန်ဒီငါးဆိုပြီးမပြန်ရိုက်ပါနော် ်တို့ရိုက်ခဲ့တဲ့၅၄၃မြက်နောက်ပြီးတော့၄ပေါ့နော်ရှေပေါင်း၆နဲ့ရှေပေါင်း၈ဒီ၄ပရိတ်၉နဲ့ပရိတ်၅ဒီ၄အဲ့ဒီ၄ကိုကွာ၃နဲ့ကွာ၄ဒီခွန်ခွန်နဲ့ကွာ၃ဒီ၃ည၃ညနဲ့ကွာ၄ဒီ၄ဆိုပြီးတော့ဒါပဲနော်၅၄ငါးလေးပြီးတော့၃လဲပေါ့နော် ရှိပေါင်းလေးနဲ့ရှိပေါင်းကိုသည်သုံးပရိသုံညာနဲ့ပရိသုံးသည်သုံးအဲ့ဒီသုံးကို ख् ွားရှိနဲ့ ख् ွားငါသည်သုံးသုံးနဲ့ ख् ွားရှိသည်တစ်တစ်နဲ့ ख् ွားနှစ်သည်သုံးဆိုပြီးတော့ငါလီသုံးသုံးလို့လေသုံးလို့ပဲရိုက်တာငါလီသုံးငါလီသုံးပြီးတော့နှစ်ပေါ့နော်ရှိပေါင်းရှိနဲ့ရှိပေါင်းလေးသည်နှစ်ပရိတ်တစ်နဲ့ပရိတ်တစ်သည်နှစ်အဲ့ဒီနှစ်ကိုကျွန်တော်တို့က ကွာပေါင်း၄ခုရဲ့ပေါင်းလိုက်နှစ်နဲ့ပြန်ရိုက်ပါကွာ၁နဲ့ကွာ၂ဒီ၃၃နဲ့ကွာ၅ဒီ၈၈နဲ့ကွာ၄ဒီ2နော်ဒီနှစ်ကိုကွာပေါင်း၄ခုရဲ့ပေါင်းလိုက်နှစ်လို့ရိုက်ဖို့အတွက်ကကျွန်တော်တို့ကဒီမှာကွာ၄ပေါ့နော်ကွာ၄ ဟုတ်နာတယ်ကြီးကြီးရှင်းမှာပါနော်ရှင်းပေါင်းတစ်ခုရဲ့ပေါင်းလိုက်9ပရိန်းတစ်ခုရဲ့ပေါင်းလိုက်9ခွာပေါင်း၄ခုရဲ့ပေါင်းလိုက်9ရှင်းပေါင်းတစ်ခုရဲ့ပေါင်းလိုက်၄ပရိန်းတစ်ခုရဲ့ပေါင်းလိုက်၄ခွာပေါင်း၄ခုရဲ့ပေါင်းလိုက်၄9 4 3ရှင်းပေါင်း၄နဲ့ရှင်းပေါင်း9ဒီ3နော်ရှင်းပေါင်းတစ်ခုရဲ့ပေါင်းလိုက်3ပရိန်းတစ်ခုရဲ့ပေါင်းလိုက်3ခွာပေါင်း၄ခုရဲ့ပေါင်းလိုက်3 9 4 3 1 ရှင်ပေါင်းနှစ်ခုရဲ့ပေါင်းလံနှစ်ပဋိဒိနှစ်ခုရဲ့ပေါင်းလံနှစ်ကွာပေါင်း၄ခုရဲ့ပေါင်းလံနှစ်၅၄၃နှစ်လို့ရိုက်ဖို့အတွက်ကကွာပေါင်း၄အဲ့ဒီ၅၄၃နှစ်တည်းကပဋိဒိ၃ခုရဲ့ပေါင်းလံ၅ပဋိဒိ၃ခုရဲ့ပေါင်းလံ၄ပဋိဒိ၃ခုရဲ့ပေါင်းလံ၃ပဋိဒိ၃ခုရဲ့ပေါင်းလံနှစ်၅၄၃နှစ်ဆိုတာလေသူကရိုက်ခဲ့ပြီသားပါပဲနော် အဲဆိုကျွန်တော်တို့ကခွာလေးကိုဘာဘာကနန်းထည့်မလဲရှိပေါင်းရှိနဲ့ရှိပေါင်းခွန်ဒီ9ရှိပေါင်း6နဲ့ရှိပေါင်း7ဒီလေး9လေးရှိပေါင်း4နဲ့ရှိပေါင်း9ဒီ3 9လေး3ရှိပေါင်း7နဲ့ရှိပေါင်း4ဒီ2 9လေး3 2ဆိုပြီးတော့ဒီကနေပြီးတော့ကျွန်တော်တို့ကနန်းကောက်မယ်9လေး3 2ကို9လေး3 2နဲ့ပြန်ကောက်ရမှာပေါ့နော်အဲဆိုဒီကကျွန်တော်တို့ကဒီ 9ရက်3ရက်ပေါ့နော်ဒီ9ရက်3ရက်9ရက်อ่ะခွန်ဒီ9ရက်3ရက်9ရက်อ่ะခွန်အဲ့ဒီခွန်ကိုဒီ2ရက်2ရက်3ရက်ခွန်ဆိုပြီးတော့ထည့်ယူပြီးတော့ဒီ8ကိုပေါ့နော်ဒီ8ကို9 6ရက်ဒီ3လုံး2ရက်ဒီ8ဆိုပြီးတော့တော့တသွေးမတိမ့်ပေါ့နော်ထိတ်စီးနောက်ပိတ်ကိုတသွေးမတိမ့်ဖြီးမယ်ပေါ့နော် ငါရဲ့ငါရဲ့၃ရဲ့၉ရဲ့ခွန်ကို၂ရဲ့၂ရဲ့၃ရဲ့ခွန်လို့ဖြစ်ပြီးဒီရှေ့ကိုခွား၆နဲ့ဒီ၃လုံးနှစ်နဲ့ရှေ့ဆိုပြီးတော့ထိတ်စီးနောက်ပိတ်အဲ့ဆိုရင်ဒီကဒီ၁ရဲ့၅ရဲ့၆ရဲ့ဒီ၂အဲ့ဒီ၂ဒီခွန်ရဲ့ခွန်ရဲ့ရှေ့ရဲ့၂လို့ဖြစ်ပြီးတော့ဒီ၂ကိုကြတော့ဒီခွား၃နဲ့ဒီ၃လုံးကိုဒီ၂ပါဆိုပြီးတော့ထိတ်စီးနောက်ပိတ်တိကျနဲ့ဖြည့်မယ်ပေါ့နော် အဲ့ဆိုရင်ကျွန်တော်တို့ကတတိယကံမှာ၈ရက်6ရက်2ရက်ဒီ6၈ရက်6ရက်2ရက်ဒီ6အဲ့ဒီ6ကို9ရက်6ရက်2ရက်ဒီ6လို့ရပြီးတော့ဒီခွန်ကိုကျတော့ဒီကွား၈ရက်ဒီ3လုံးပေါင်း9ရက်ဒီခွန်မှာဆိုပြီးတော့ထိတ်စီးနောက်ပိန်နဲ့ဖြီးမှာပေါ့နော်အဲ့ဆို၈3ကတိုင်ကျွန်တော်တို့ကဒီမှာ6ရက်2ရက်9ရက်ဒီခွန်လို့ထောက်ထားလို့ ဒီမှာ9ရဲ့3ရဲ့5ရဲ့ဒီခွန်ဆိုပြီး5ထက်ကိုရိုက်မှာအဲ့ဒါဒီမှာကျန်းနေတာ5အဲ့ဒီ5ကိုဒီ3လုံး1နဲ့ဒီ3လုံး4နဲ့ဒီ5ပါဆိုပြီးတော့ဒီ3လုံး1နဲ့ဒီ3လုံး4ဒီ5ပါဆိုပြီးတော့9ဘိတ်နဲ့နော်5ထက်9ဘိတ်ပေါ့အဲ့ဒီ5ထက်9ဘိတ်ခွာလေးကိုဘာနဲ့ရိုက်မလဲ5ထက်9ဘိတ်နဲ့ရိုက်မယ် ဲ့ငါးထိတ်ကိုဘိတ်ကိုကျွန်တော်တို့ကဒါဦးစားပေးအလေတိုင်းပါထည့်မလဲပေါ့နော်နှစ်ထိတ်လို့ကြားတယ်တီခွားတုံညာလို့ဖြစ်ခဲ့တော့ဒီတုံညာရဲ့ပါဝါငါးနှစ်ဦးမှခွာငါးလို့တဲ့ရိုက်တယ်အဲ့ဒီတဲ့ရိုက်တဲ့ခွာငါးဒီပရိတ်လေးအဲ့ဒီလေးဒီလေးခါလို့ကျွန်တော်တို့ကဝင်းနေတာနော်တကြိမ်ကပရိတ်လေးဒီဆက်တကြိမ်မှာလေးခါလို့ဝင်းနေတာအဲ့ဒါဆိုဒုတိယကနှစ်ထိတ်လို့ကြားတယ်ခွာကို ဒီခွာကိုရဲ့ပါဝါလေးဒီနှစ်ဦးမှာခွာလေးလို့တဲ့ရိုက်တယ်ဒီခွာလေးဒီပရိတ်တဲ့အဲ့ဒီပရိတ်တဲ့ဒီ၁၇ကြိမ်မှာတဲ့ခါလို့ကျွန်တော်တို့ကရိုက်ခင်တာအဲ့ဆိုတတ္တရာကနှစ်ထိပ်လို့ကြတယ်ခွာ၆ခွာ၆ရဲ့ပါဝါခွာ၁လို့နှစ်ဦးကိုတဲ့ရိုက်တယ်ဒီခွာ၁ဒီပရိတ်၃အဲ့ဒီပရိတ်၃ဒီဒီချိန်ရပရိတ်၃၁၇ကြိမ်မှာ၃ခါလို့ရိုက်ခင်တာအဲ့ဆိုကျွန်တော်တို့ရိုက်မဲ့၄ကနှစ်နှစ်ထိပ် ခွားတိ24ချိန်နှစ်ချိန်ခွားတိတိရပါဝါ6နှစ်ဦးကိုခွား6လို့တဲ့ရိုက်အဲ့ဒီခွား6လို့ရိုက်ခဲ့တာဒီပြိဋ္ဌုံအဲ့ဒီတစ်ချိန်ကပြိဋ္ဌုံကိုဒီ7ချိန်မှာ3ခါလို့ရိုက်ချင်တာအဲ့ဆိုကျွန်တော်တို့က9ထိတ်9ဘိတ်ကို3ခါနဲ့939ပေါ့နော်